မင်္ဂလာပါရှင်ယခုဖတ်ပြမှာကတော့စာရေးဆရာကြီးသောရဆွေဘာသာပြန်ဆိုထားတယ်ပေါ်ပရစတီကဘာထိတ်တန်ဟာသဝိတ္ထုတို့များတွေမှာလာဦးရင်ဆိုတဲ့ဝိတ္ထုတို့ကလေးကိုဖတ်ပြမှာပဲဖြစ်ပါရဲ့ရှင်အားလုံးပဲလိုက်ပါနာဆင်ပေးကြပါအောင်ရှင် လှဦးရင်ရွာရှိကျမ်းမာတန်ဆန်ရေးအလောက်ကိုင်းလုံနိုင်သူဟုသည်မမိမိဆိုင်ရာလုပ်ငန်းခွင်သို့ဝင်နေကြပြီစာတင်ကျောင်းကကလေးများစာအန်လျက်ကြပြရွတ်တန်းအလီပေါန်းတန်တို့စီစီညံနေပြီတားတဲ့မိခင်တို့မှာလက်တစ်ဖက်ကပခတ်လွှဲပြီးကျန်လက်တစ်ဖက်ဖြင့်အင်းအီဝေယဝဆတို့ကိုဆောင်ရွက်နေကြသည်ရင်းချင်ဝဲရွာ၏အနောက်ဘက်ရှိဘန်းကော်ဘီတစိ့ဆိုင်ပုတ်ချိထားသည့်တူရာယမကာဆိုင်၏ဝရန်တာတွင် တဲခင်းထားတော့တစ်သားကျန်စပွဲကြီးနပြီးခုံနှန်းပေါ်မှာဤရွာဤဖိုးသက်ရှိအမိခံတိုက်သည့်အဖိုးအိုသည်ပြီးရတစ်ခွတ်မော်ရင်ဤပြီးရတကာခံသူခီးသွားတယောက်နဲ့စကားလက်ဆောင်ကြနေလေ၏ဤကအင်္ဂလန်ပြည်တောင်ပိုင်းတွင်ကလေးဘျူရီအမိရှိရွာကလေးတရာဤနှွေဦးကလာတကူတော်နေလေခင်ပြန်ရုပ်သည်ရွာမှာတစ်ပင်ကြီးငယ်တို့ဖြင့်အုပ်ဆိုင်ပြီးအရေးအဝါသာကောင်းမွန်လာသည်တစ်ပင်တို့တွင် အဆုတ်လိုက်အခိုင်လိုက်ရောင်စုံဖူးပွင့်နေကြသော ယာတိပန်းတို့မှတင်ရနေတို့ကလည်းတရွာလုံးထုံမွေးကြလိုက်နေ၏။ဒါကိုသစင်းခီးတွေကအင်မတန်နှစ်ချိုက်စွာ ရှူရှိုင်းရင်းစကားဆိုလိုက်သည်။အဘရွာကတင်လာတဲ့တရားလာပဲနော်။ရွာဤဖိုးသက်ရှိကနောက်ခန်းတွင်တင်နေသောဘီယာမြုပ်တွေကိုသူ့လက်ဖမိုးရွတ်တကြီးဖြင့်ပုတ်တက်လိုက်ပြီ။အိုးဒါကဘာဟုတ်သေးလဲ။ဟိုအရင်ကျုပ်တို့ငငယ်တုန်းကများဆိုရင်တရွာလုံးပန်းအလှပြိုင်ပွဲတွေဘာတွေနဲ့ ဒေတာမကစစီကကတတရရရှိခဲ့ဘူးတာပေါ့။နှုတ်ပြီးအဲ့ဒီခေတ်ကလူတွေကညီလဲညီညွတ်တယ်။တိုက်တိုက်ဝန်းဝန်းလဲရှိတယ်။အင်းအဆိုးဆုံးကတော့ဟု ပြောလက်ဆာစကားကိုဖြတ်လိုက်ပြီးသူ့မြေဦးစေးတန်းကြီးကိုမိညင်ရင်သူ့ဤစာတိချက်ကျွေမွေရမြေကိုအလွန်မျက်နှိုးသောအကြည့်ဖြင့်ကြည့်၍ရှေးဟောင်းနောင်ပြည့်တွေတရိယာလာဟန်နဲ့မျက်နှာကြီးတစ်ခုလုံးဝင်းထိန်လာပြီးတကားလား။ဦးကောင်ကိုပညာရန်လျက်စကားဆက်၏။ ခုတော့တရွာလုံးလဲကုန်ပါပြီလေလူဟောင်းဆိုလို့လေကျုပ်တယောက်ပဲကျန်တော့တယ်။အိုးဒါနဲ့စကားမဆက်ပြောရအောင်မေခုခေကကျုပ်တို့ခေတုံကထဲလူလိန်လူညာတွေပေါ်ပေမဲ့လိန်တန်းညာတတ်တာပဲရှိတယ်ဗျ။ပညာသားမပါဘူး။ဟိုးတုံကကျုပ်တို့ရွာမှာအင်မတန်ပညာသားပပလိန်တတ်တဲ့လူကြီးတွေရှိခဲ့တယ်ဗျ။ခမနာတောင်ချင်းပြောပြမယ်လေဆိုပြီးတောင်လဆပြရွက်ကိုအစာတက်လိုက်ရတော့ခီးတဲ့ကလည်းအလိုက်တီးသွားပြီးနောက်တစ်ခွအမပေးလိုက်ပြီး ပြောစမ်းမှာပါရ။ကျုပ်ကလည်းခီးပန်းဖြစ်ရင်နဲ့အစင်းတက်မှာပဲ။ပြောဆို။ Tom Aiden ကစရမယ်။ကျုပ်တို့ရောမှာလူမှုဖူလုံရေးစတင်တည်ထောင်တာသူပေါ့။လူတယောက်တပတ်သုံးပေးနေစီထည့်ရတယ်။ချားနာတန်ရရလို့အလုံးမလောက်နိုင်တဲ့လူတွေကိုအဲ့ဒီရန်ပုံဝင်ကထောက်ပံ့မယ်။အဲ့ဒီအတင်းမှာ Tom ကဥက္ကဋ္ဌလေး။အတင်းတည်ထောင်ပြီလို့အလုပ်တက်လာမစင်နိုင်ဘူး။အိတ်ရနဲ့လဲနေရတယ်။အဖျားပြောက်ပြီးပြန်တော့အလုပ်ပြန်စင်းနေ။အေး။ တပတ်လောက်ကြာပြန်တော့ခြေတလုံးပုတ်တိုင်လေသွားတယ်။အဲ့ဒါပြောက်ပြန်တော့သူ့ပိုက်ထဲမှာတည်ရွတည်ရင်နာနေလို့အလုံးမစင်းနိုင်မြင်ဘူး။သူဒီလိုကြည်ဖြားလိုက်နာလိုက်ဖြစ်နေတာ။အစတော့ကျုပ်တို့မေးမိပါဘူး။ကင်းကနန်းတွေလည်းနားမမလဲပဲ။တောသူတောင်သားလေသမားတွေကိုဗျ။အဲ့ဒီလိုနဲ့ပဲနောက်၆လနေပြီးစီးရင်ရှင်တော့အတင်းမှာငွေတပြားမှမကျန်တဲ့ပြင် ကျုပ်တို့အတင်းသားတွေကပဲတွမ်အေဒန်ကိုပေးစရာကြွေးတပေါင်း၁၈ရှိလနဲ့၆ပဲနေကြံနေသေးတဲ့ဗျ။ ။နောက်တစ်ယောက်က Herbert Richardson လေ။ဒီလူကတခါမြို့တက်သွားပြီးပြန်အောင်လာတော့ Christmas ပွဲတော်မှာတရွာလုံးအတွက်ငန်းသားချက်ဖို့ငန်းသားရံပုံဝင် glass ဆိုပြီးအတင်းတစ်ခုတီထောင်မြင်နေ။ကျုပ်တို့တွေကတယောက်ကိုတစ်ပတ်တပင်းနေစီထဲကြရတယ်။အဲ့ဒီလိုစုံဝေးတွေမှန်မှန်ထဲလာလိုက်ကြတာ။ဆယ်လားလောက်ရှိပြီး Christmas နေ့တော့ Herbert က Christmas အတွက်လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ဆိုပြီးမြို့ပေါ်တက်သွားလိုက်တာ။တခါလေးပုံမလာတော့ဘူးလေ။ ူနဲ့အတူနေတဲ့သူ့အမကိုကျုပ်တို့ကသွားမိကြတော့ကျုပ်မောင်ကမြို့ပေါ်မှာအလုပ်ကြီးကင်ကြီးနဲ့စီးပွားဖြစ်နေတာတော်တော့ငွေလေးမဖြစ်စလောက်ပြန်ပေးမှာပေါ့အကဲပါမနေကြစမ်းမနဲ့တဲ့သူကပဲကျုပ်တို့ကိုတဟောက်တဟာပြောသေးတဲ့ဗျာကဲဒါရီထားပါတော့အသေးအမွားပါကျုပ်တို့ရောမှာပညာသားပါဆုံးအလိန်တကာဝိဇာလူညာတို့ရဲ့အဓိပတိကတော့ဘော့ပရစ်တီပါပဲသူ့လိန်ကြီးကပေါ့ပေါ့တန်းတန်းမဟုတ်ဘူးနော်အင်မတန်နဲ့နေတယ်ဒါကြောင့်ကျုပ်တို့အလင်းခင်ရတဲ့လူဒန်းစားတွေကပဲ ကိုအလင်ခံရတာတောင်မှနောက်ွယ်မှာသူ့ပညာကိုကြိတ်ပြီးချီးမွမ်းရသေးတယ်ဗျာ။သူ့ကိုတန်းတူရှင်းပြနေတယ်လို့ဖြင့်ကိုခေတီတရားအောင်မှမတွေ့သေးဘူးဗျာ။ကျုပ်တို့ရောပန်းချံအလှပြိုင်ပွဲဟာလေတင်းကြောင်ပျက်စီးသွားရတာပဲ။ပန်းအလှပြိုင်ပွဲဆိုတာအင်မတန်နှစ်ချိုက်စရာကောင်းတဲ့အလုပ်မျိုးဗျ။ရွာမှာသူ့ထံကကောင်းပန်းလာလာဆန်းဆန်းပြပြတွေစိုက်ကြတော့ရွာလဲကြက်တည်းရှိတယ်။မျက်စိပဓာတာလည်းတင့်တယ်။စိတ်ဟာတွေကလည်းရှင်လန်းအေးမြတယ်။လူတွေရင်ထဲမှာလည်းကြည်နူးတယ် ဒီလောက်ကောင်းမွန်တဲ့ပြိုင်ပွဲမျိုးဟာဘော့ပရစ်စတီလိုတကူကောင်းသမားကြောင့်တစ်နှစ်ပဲခံရှာရတယ်။ဒီအကြောင်းကိုကကနနာပြန်ပြောနိုင်တာဟာလေဒီရွာမှာကျုပ်တယောက်ပဲရှိတော့တာမို့ခမရကံကောင်းတယ်လို့ဆိုရမယ်ဗျ။အဖြစ်ကဒီလိုဗျ။ပန်းဥယျာဉ်ပြိုင်ပွဲဟာစလုပ်တဲ့ပထမနှစ်မှာတော့ရှော့ရှော့ရှူရှူပါပဲ။ဒီတလေးကိုအစပြုပေးတာကတော့ကျုပ်တို့ရွာကိုအစ်တရောက်လာတဲ့တင်းအောင်ဆရာလေးများပါ။သူတို့ရည်ရွယ်ချက်ကတော့ရွာကလူတွေကိုအချိန်အားလေးမှာပန်းကိုပြီးရမကဆိုင်မှာကြည့်အချိန်ဖြုံးနေပဲ။ ကို့ပန်းချံကိုအလားစင်ရင် ကို့အညာကိုပို့မှုခင်တွေ့ဖို့ဆိုတဲ့ဇာလိုက်တာပြုပြင်ရေးစေတနာပါပဲ။ပြိုင်ပွဲပထမဆုံးရသူကိုရွှေတင်းကသုံးမြနဲ့ပထမဆုံးလို့စာတန်းထိုးထားတဲ့တတူလက်ဖက်ရည်ကရတလုံးပေးတယ်။အဲ့ဒီပြိုင်ပွဲမှာပီလ်ချမ်ဘတ်စ်ကပထမဆုံးရတယ်။ပြောလို့ပြောတာမဟုတ်ဘူး။အဲ့ဒီနှစ်ကများဆိုရင်ကျုပ်တို့ရွာကပန်းရည်နဲ့နွာရွာအပြင်ကကိုမှွင့်နေတာဗျ။တရွာလုံးဆိုလဲပန်းမျိုးစုံအယောင်မျိုးစုံနဲ့လှလိုက်တဲ့ဖြစ်ချင်းများ။ အနီးဘက်ဝင်ချင်းရွာကလူတွေတချို့မြို့ပေါ်ကလူတွေတောင်လာကြည့်ကြတာတန်းကိုပြီးရမကဆိုင်းဆိုတာရမကရောင်းလို့တောင်မလောက်နိုင်အောင်ပါပဲပထမရတဲ့ Bill Chambers ကသူ့ပန်ခင်အတွက်ရှိသမျှလူအားငွေအားနဲ့ကျုံလုံတာဘယ်မရပဲခံနိုင်မလဲအဖြစ်ကဒီလိုဗျပြိုင်ပွဲနေ့ကိုဇူလိုင်9ရက်နေ့လို့သတ်မှတ်ထားတယ်ဒီအချိန်ကခုလိုနှွေးဦးကလာမှုလုပ်ငန်းကင်ငယ်တွေလည်းပြီးစီကုန်ပြီကြာသေးဦးတို့ကလည်းတပ ਾਇ ရမြတ်တမှုပန်းဆိုင်လိုအကောင်ဆုံးအချိန်ပဲလေဇွန်လလည်လောက်မှာ ဘီလ်ချမရဲ့ခြံကအရှိဆုံးကပြေးနေတယ်လေဒါပေမဲ့ပီတာစမစ်ဂျိုကာဘင်းဆမ်ဂျုံနဲ့ဟင်နရီဝေါ်ကာရဲ့အခင်းတွေကလည်းဘီလ်ချမနဲ့တန်းတူလောက်ကောင်းနေတာပဲဒါတောင်မှကျန်းရသလောက်ဆိုရင်သူတို့မှပွဲမွင်ခင်လူမမြင်အောင်လှုပ်ဝတ်ထားတဲ့ပန်းမျိုးအစံတွေတောင်ရှိနေသေးတယ်နောက်ဆုံးအချိန်ကျမှအများအံ့ဩသွားလောက်အောင်လှလှကြီးထုတ်ပြလိုက်မယ်ပေါ့ကျုပ်တို့တွေလည်းညနေတိုင်းရောက်ရင်ဘန်းကိုဘီမှာတစ်ခွက်တစ်ပလာမိုးကြရင် ိုကြက်ရပန်းချံဘက်ကစင်ခွင်ရင်လောင်းကြီးထက်ရတာအမိုးပဲကျုပ်ကတော့ Henry Walker ဘက်ကလောင်းလိုက်တာဗျကျုပ်ကသူ့ဘန်ကင်ဝင်ကူနေရမို့သူ့ရဲ့ဝက်ဖဲကိုတိထားတော့သူ့ဘဲရလိုက်မယ်လို့ကျင်းတည်ထွက်ထွက်လာဗျနောက်တော့တွေးမိတိုင်းရှက်လဲရှက်ပါရဲ့ကိုလုံအားလဲကိုနှမျောမိရဲ့ဒီလိုသူ့ထံကပန်းတွေအပြိုင်ဆိုင်နေကြတာကိုဘာမှမလုပ်ဘဲထိုင်ကြည့်ပြီးကဲ့ရဲ့တကြုံနေတဲ့လူစားတွေလည်းရှိတဗျာအဲ့ဒီလူစားတွေမှာ Bob Presti ကအဆိုးဆုံး ီလူကဘယ်လောက်မှလက်ကျော်တင်အောင်လုပ်တဲ့လူစားမဟုတ်ဘူး။ပြင်းလိုက်တာများအေးတစက်စက်ကြာနေသလားအောင်မရတယ်။သူ့ channel ကြည့်လိုက်ရင်အိုးဆုပ်ခွတ်ဆုပ်တောင်းဆုပ်ပလုံးဆုပ်တွေစားကျွန်းစားကြံအယိုးအရင်တွေနဲ့အင်မတန်ကြက်တရေတုံနေ။တင်းကပန်းကြံတကာရှောက်ချင်းမင်းတို့ကတော့အလကားနေရင်သူများနှဖားချိုးထိုးခိုင်းတာခံရတာပဲပါ जा နဲ့။သူများတကာမခံကျင်အောင်လဲနောက်လားပြောင်းလားလှုပ်တတ်သေးတပြား။အေးတခုတော့ရှိတယ်။ဒီကောင်ကခါချိုးပြီးအလုံးမလုံးရှိရမယ်။စားချိန်တောက်ချိန်ရောင်း သူ့မိဖို့ကြောင့်ကဟင်းနဲ့ကျွေးနေတာတော့အမြဲမွေးနေတာပဲသူ့ဝမ်းသူဘလို့ကောင်းကောင်းစားရမလဲဆိုတာကျုပ်တို့ထပ်ပိုးတည်တာသိကြတယ်အေးကျုပ်ပြောခဲ့သလိုဇွန်လ15ရက်လောက်ထိအခြေအနေဟာအားလုံးကောင်းနေပေမဲ့16ရက်မြောက်နေ့မှာစပြီးဒုက္ခရောက်တော့တာပဲဗျို့ဒုက္ခလာပုံလာနေကလည်းတော်တော်ဆန်းနေဗျကျုပ်တို့ရွာမှာ George English ဆိုတဲ့လူရှိတယ်လူကတော့လူအေးလူပြောပါပဲငယ်ရွယ်စဉ်ကတော့တင်းမောသားလုပ်ပြီးကဘာပတ်နေတာပေါ့အေး ဇွန်လ16ရက်နေ့မှာအဲ့ဒီဂျော့စီကိုအော်စတီးယားကသူ့မိတ်ဆွေတင်မောသားတယောက်စီကစားတဆောင်ရောက်လာတယ်။သူစီကိုအော်စတီးယားဆာရောက်နေကြမှုအစမ်းတော့မဟုတ်ပါဘူး။ဒါလည်းသူပြောလို့ကြောက်လို့သိရတာမဟုတ်ဘူး။စားတိုက်ကစားတိုက်ပုံမှ Mrs. Wee ကပြောပြတာ။ဒါပေမဲ့ခုစားတဆောင်အတွက်ဂျော့ကတော်တော်အုံနောက်ချောင်းနေပုံရတယ်။သူဟာရင်ကောင်းလောင်မြင်းနဲ့သူ့အိမ်ရှိဝင်းချင်းမှာတတောင်နှစ်ဖက်တင်ပြီးစာကိုအခောက်အခါအခါပြန်ဖက်နေတော့မှဘီလ်ချမ်းမာက သူ့အိမ်ရှိရာဖြတ်သွားမိတယ်။ဘင်းကညာတိုင်းအလောက်က ပြန်လာရင်ဂျော့ချ်အိမ်ရှိဖြတ်နေကြပဲ။ဒီနေ့ဘင်းကဂျော့ချ်အိမ်ရှိကိုဖြန်ရင်းလှမ်းကြည့်လိုက်တော့ဂျော့ချ်ကစားရွက်တရွက်ကိုမျက်မှောင်ကြည့်နေတဲ့တဲတဲမဲမဲဖတ်နေတာတွေ့ရလို့လှမ်းနှုတ်ဆက်လိုက်တော့ဂျော့ချ်ကမကြည့်သားတဲ့မျက်နှာနဲ့ပြန်နှုတ်ဆက်တယ်။ဒီတော့ဘင်းသူ့မျက်နှာအငယ်ခဲ့ရင်ဘဲကစားလဲကွမကောင်းတဲ့နော်မဟုတ်ပါဘူးနော်။မဟုတ်ပါဘူးကွာ။ဒါပေမဲ့ဩစတီးရီးယားကထူကြတဲ့စားတဲ့ဆောင်ရလို့ကွာ။ ီနေရာမျိုးမှာပြီးချမ်းမှာအင်မတန်ဆက်စုတတ်တယ်လို့သူများမသိတာများဆိုရင်မရမက အတင်းမိတတ်တော့မကြခင်မှာပဲ George ကမနေတာတော့ပဲဘသူ့ကိုမှပြန်မပြောပါဘူးလို့ကြမ်းကြိမ်ခိုင်းပြီးတော့စာကိုပေးဖတ်တယ်။စာပါအကြောင်းအရာကစာနဲ့မတူပဲဝိတုတပုတ်ဖတ်ရတာနဲ့တူနေတယ်တဲ့။ George စီကိုအဲ့ဒီစာရေးလိုက်တဲ့မိတ်ဆွေဂျွန်ပီက သူ့ဦးလေးတရာတည်ခင်းဒီမှာသူ့ကိုတူတူမှားခဲ့တယ်။လွန်ခဲ့သောနှစ်ပေါင်း30လောက်ကသူဟာခီးကြုံတာနဲ့ ဟော်ရီချုပ်တို့ရွာကပန်းခေါ်ပြီးရိတ်သားမှာတဲခုန်ခဲ့ဘူးတယ်။ညကြတော့မဖော်ပြနိုင်တဲ့အကြောင်းရင်းတရကြောင့်သူဟာလူကြီးတဲ့ချိန်မှာအသာကလေးအိယာကထပြီးရွှေတင်းက915ကျပ်ပါတဲ့အိတ်တအိတ်ကိုအိမ်တအိမ်ကပန်းချံတစ်ခုထဲမှာသွားပြီးမြုပ်ထားခဲ့ရတယ်။နောက်အချိန်ဤအေတော့မှပြန်လာယူမယ်ပေါ့။ဒီငွေတွေဘယ်ကရတယ်လဲလို့ဘီလ်ကမေးတော့ George ကရွရွတတရတဲ့ငွေမဟုတ်လို့ခုလိုဝယ်ရတာပေါ့လို့ပြန်ပြေးတဲ့။ဘယ်လိုပဲဖြစ်ဖြစ်လေ ဒီငွေတွေကိုဂျော့ရှ်ရဲ့တငယ်ချင်းဂျွန်ပီကလိုချင်တယ်။သူကိုယ်တိုင်ကလည်းအင်္ဂလန်ကိုမလာနိုင်တော့မှဂျော့ရှ်ကိုဘယ်ရွေးပေးမြပေးပါမယ်။ရအောင်ရှာယူပေးပါမှတည်း။စာရဲ့အဓိပ္ပာယ်ကတော့အဲ့ဒါပါပဲ။ဂျာကဘယ်လိုလုပ်ပေးရမှန်းမသိဖြစ်နေတယ်ဘီလ်။သူ့စာထဲမှာညွှန်ထားတာကတော့ပန်းကော်မီဆိုင်ကနေရှေ့တက်တဲ့ကိုဆင်းလာတဲ့လမ်းအတိုင်းဆယ်အိမ်လောက်လို့ထင်တာပဲတဲ့။ဒီကဥစားကလည်းမရေမရကွာ။ငါတော့ဒီငွေတွေတွေ့အောင်ရှာပေးနိုင်တဲ့သူကိုစုံဝေးဆက်ရှိလင်ပေးမယ်လို့ကျင်ညာကောင်းမလားလို့အောက်မေ့မိတယ်ပြောတော့ ်ဘီလ်ကောင်းတော်တော်ရင်ငါသားဆိုဒီလိုတော့မဟုတ်ဘူးကဘယ်သူမှမပြောပဲကို့ဟာကိုကြိတ်ရှာမှာပဲဒီတဲ့ရင်မျိုးဆိုတာကပွဖောင်းကွင်ကောင်းတာမဟုတ်ဘူးအေးမင်းပြောတာဟုတ်တယ်တည်တဲ့သူကအသာတူးသွားရင်ဂျွန်ပီကငါ့ကိုဒီတသက်ခွန့်လို့မှမဟုတ်ဘူးငါတုံးတာလို့ထင်ကျင်ထဲအောင်မေဒီလိုသိကတော့အပြတ်မခံနိုင်ဘူးကွာမင်းလည်းဘယ်သူမှရှောက်မပြောနဲ့နော်ဘီလ်ဘီလ်ကလည်းမပြောပါဘူးလို့အထက်ထက်အကျဉ်းတွေပြီးသူ့အိမ်ပြန်ခဲ့တယ်။နောက်တော့ ဘီလ်က George ပြောတာကိုချက်ချက်စဉ်းစားလေးခဏမငြိမ်ဖြစ်လာပြီးပန်းခေါ်ပြီးကိုသွားတခွမောလိုက်အိမ်ပြန်လာလိုက်နဲ့ခောက်ကေပြန်ကေအလုရှုံနေတော့တယ်။ဘာပြုလို့လဲဆိုတော့ George ပြောတဲ့ပန်းခေါ်ပြီးရနေစေအိမ်များဆိုတာသူတို့အိမ်ဖြစ်နေတကူ။အဲ့ဒီညတကောင်ကျော်တစ်ချက်တည်းလောက်မှာဘီလ်မင်းမဟာအပေါ်အပားသွားခြင်းလို့အိယာကထားတော့သူ့ဘေးမှာဘီလ်ကိုမတွေ့ရဘူး။ဒါပေမဲ့ထွတ်ထွတ်ထွတ်မတွေ့မိပဲ။အော်လာတာတာနဲ့ချင်းနေစင်းပြီး ြိုင်ပွဲဝင်ရမယ့်သူပန်တွေအလှကြီးနေလို့ထင်မှရဲ့အောင်မေ့ပြီးပြန်အိတ်လိုက်တယ်။မနက်9:00နာရီကျတော့တခါနိုးပြန်ရော။ဒီအခါအင်ရှိချန်နယ်ကဘီလ်တယောက်မြေကြီးပေါက်တန်ကြလို့အင်ရှိပရင်ကိုဖွင့်လဲကြည့်မိရော။သူတွေ့တာကဘီလ်ဟာအယူတယောက်လိုပန်းချန်နေမှာပေါက်ပြားနဲ့ဒရဇန်ပေါက်လိုက်ဆွာလိုက်လုံရ။ပန်းချန်လေးပုံတစ်ပုံလောက်မြေကြီးတွေကြီးမွားပြစီနေပြီ။ဒီတော့ဘီလ်မိမဟာတကယ်ရွက်တွေကိုတွန်းဖွေပြီးဘာလုပ်နေရလဲလို့ငေးတမ်းပအောင်အော်မေးတယ်။ဒီတော့ဘီလ်ကကြောကိုဆန်ပြီး ရှင်အင်းကြီးလာနဲ့မျက်နှာကချွေးတွေတုံးရင်ဘာမှမပြောဘဲဆက်တူးနေတယ်။သူမိမဟာမိုးရမလို့ရေရမလို့နဲ့အိမ်အောက်ဆင်းလာပြီးဒါကဘာလို့တာလဲရှင်ယူနေပြီလားဘယ်ကြည့်ပါအောင်တော့ကုန်ပါပြီကုန်ပါပြီလို့ရင်ထူအောင်တော့ဘယ်မြေခဲတခုနဲ့သူ့မိမကိုလှမ်းပေါက်လိုက်ပြီးတဲဒီဟာမှာအပြေးကြီးနဲ့အုံနေနဲ့အိမ်မပြန်တဆန်းလို့မမ်းမဲမောင်းထုတ်လိုက်ပြီးပန်းကင်းကိုသူ့ပေါက်တူနဲ့ဆက်ပေါက်နေတော့တယ်အဲ့ဒီအချိန်မှာ Henry Walker ကယာကင်းနဲ့တော့ဖို့အရှိဖြတ်သွား ဘီလုံးနေပုံမြင်တော့အံ့အားသင့်ပြီးခြံစည်းရိုးပေါ်မေးကြခြင်းရဲ့ဟုတ်ကောင်ဒီဘာတွေတောက်ယူထားနေရလဲဒီလောက်အပန်းတကြီးနေ့တတတာညတတတာနဲ့လုတ်ခဲတဲ့ပန်းကင်းကိုဘာလို့ဖြက်စီးပြင်နေရလဲနှမျိုးစရာကောင်းလိုက်ပါပြီကွာဒီတော့ဘီကဟေ့မင်းတောက်ကွက်ကြီးငါလာပြမနေစမ်းနဲ့ကိုလန်းကိုသွားမှသွားစမ်းမင်းအမေးစမ်းထုံနေလို့လဲအမောင်ငါပြောမှာမဟုတ်ဘူးလို့ငေါက်ဆက်ဆက်ပြန်ပြောတော့ဟင်နရီလည်းစိတ်ကောက်ပြီးဆက်မမေးတော့ပဲထွက်သွားတယ်ဘီလ်ဟာအဲ့ဒီနေ့ကအလုံးမသွားဘူး မနက်စာတောင်ပန်းခင်းထဲမှာစားပြီးဆက်တူးနေတယ်။ဘီလ်မိမကတော့အဲ့ရှိမှတင်းယုံလာကြည့်ရင်မိမျက်နေကြတဲ့သူတွေကိုသူဘာမှမသိဘူးလို့ဖြစ်ရင်ဘီလ်လုံနေတာကိုတားနိုင်ရင်တားပေးကြပါလို့တောင်းမှန်နေရှာတယ်။မိမတစ်ယောက်ကဘီလ်စီသွားပြီးတော့စကားပြောတာဟိုကဘာပြန်ပြောလိုက်တယ်မသိဘူး။တခါတည်းဆောင်းဆောင်းနဲ့ပြန်လာပြီးစောင့်နေတဲ့ပရိသတ်တွေကိုဘီလ်ဟာအယူထောင်ဖို့ကောင်းပြီလို့ပြောတယ်။နေခင်ရောက်တော့ဘီလ်ဟာမောပန့်လို့သူ့စားစရာပါမုံနဲ့ထောပတ်တောင်မှပါစက်ထည့်ရအောင်မသွင်းနိုင်တော့ဘူး။ ဒါပေမဲ့ဇွဲကတော့မလျှော့သေးပါဘူးဆက်တူမြေပဲညနေဆောင်အလုပ်ခွင်ကအပြန်တရင်အရာလာကြည့်ကြမေးကြတဲ့လူတွေဘူလ်စီယာအဖြစ်ရတာကတော့ဒါဟာနောက်ဆုံးပေါ်ပန်းချံပြည့်စုံနေခုဘာမှလာမမေးမြန်းကြနဲ့အကြောင်းသိချင်ရင်စောင့်လာကြည့်ကြရတဲ့ဒီလိုနဲ့ညနေဝင်ချိန်လဲရရောပန်းချံတစ်ခုလုံးမှာမြေစာတွေပြပွားနဲ့ပြက်ပြက်ပြုံးပြီးရောပင်လဲမြေကပလာထက်တုံးလုံးပလက်ဖြစ်နေကြရောအဲ့ဒါလူတွေကဘူလ်အယူထပုံပြောလို့မဆုံးသေးဘူးပီတာစမစ်ကလည်း အဲ့ဒီယောဂမျိုးတထည့်ရတဲ့ကိုဆက်ပြန်ရပြုအဲ့ဒီအချိန်မှာတင်းအုပ်ဆရာနဲ့ဆရာကတော်ကလည်းခီးထွက်နေကြမှုသူတို့ကိုအကျိုးတင်အကြောင်းတင်ပြောဆိုတားဆီးနိုင်တဲ့လူလည်းမရှိတော့ဘဲကိုလက်ထောက်တင်းအုပ်ဆရာလေးကတော့သူတို့ဟာသူတို့ပန်းချံကိုသာမကရတင်ရထိုက်တဲ့အခွင့်အရေးကိုပါဖြတ်စည်းနေကြတာပဲလို့လာပြီးဆုံးမမိရမှာ ပီတာကပြန်ပြောလိုက်တဲ့စကားကအယိုင်းတော်တော်လို့လက်ထောက်တင်းအုပ်ဆရာလေးကဘာမှဆက်မပြောတော့ဘဲတကြိုးနဲ့ပြန်လှည့်သွားတော့တယ်အဲ့ဒါလည်းမကသေးဘူးပီတာပြီးပြန်တော့ ချိုကဘင်းစ်ကလည်းသူ့ကြံကိုတူးပြန်တော့ရွာကလူတွေကတဟာမယူဘူးကဧကနဆုံးပြူစားတာပဲလို့ထင်ကြီးပေးလာကြတယ်။ခုဆိုရင်ပန်းဥယျင်ပြိုင်ပွဲမှာထိတ်တန့်ပြေးနေတဲ့လူတွေထဲမှာဟန်နရီဝေါ့ကာတယောက်ဖဲကျန်တော့တယ်။ဒီတော့ကျုပ်လည်းသူ့စီပြေးပြီးသတိပေးရတယ်။ပြိုင်ပန်းမရှိတော့သူ့ပဲပထမရဖို့တည်ရနေပြီမဟုတ်လား။ကျုပ်ကသူ့ချံကိုပုလုပ်ပြီးသူ့ဘက်ကလောင်းထားတာကိုဗျ။ဒါပေမဲ့မရပါဘူးဗျ။ဟန်နရီလည်းဟိုလူတွေလိုပဲကို့ချံကိုတူးဆပြစ်လိုက်တာ။သူကမှပို့ပြီးကျင်းကြီးတွေတူးဆထားလိုက်ကြများ။ ဘုံချထားသလားအောင်မရတယ်။ဒီလိုနဲ့ကျုပ်တို့ရွာမှာဒီမေ15ရက်တွင်ပန်းချန်နေတူတာဆိုလို့တခုမှမကြံတော့ဘူး။ဒီတော့ဥယျာဉ်အလားပြိုင်ပွဲပင်မကျင်းမနိုင်တော့ပါလေ။ဒါနဲ့ပြိုင်ပွဲသမတ်တဲ့နေ့မတိုင်မီနေ့ရက်အလိုမှာကျုပ်ရွာလည်းရှောက်သွားတော့ဂျူကဘင်းနဲ့ဟင်နရီဝေါ်ကာရဲ့နောက်နှစ်ယောက်သုံးယောက်ရဲ့ဘော့ပရစ်တီခြံဝင်းအပြင်ဘက်ဝင်းထန်နာမြတန်းစီရပ်ပြီးအထက်မှာရှိတဲ့ပေါ်နေစကားပြောနေရတွေ့လို့ကျုံလေဝင်းကြည့်မိတယ်။အောက်မဲကြာတာမှုကျဘော့ပြေတားနှစ်ယောက်က တို့ channel ကပောင်းဝင်မြက်ပြင်းမျိုးရှင်းလင်းတုတ်တယ်နေတယ်ဗျ။အိုးစုံခွက်စုပ်တွေလည်းမတွေ့တော့ဘူး။ပေါ့ရဲ့သားနှစ်ယောက်ကအလေးကြပောင်းနေတဲ့ဓာမင်းနဲ့ရွှေတင်းကားပင်တွေကိုမြေတောင်မြောက်ပြီးညှောချောင်းနေတဲ့အပွင့်နဲ့အရွက်တွေကိုကကြေးနဲ့ဖြတ်နေတယ်။ပေါ့ကတော့သားရင်နဲ့မရကြမှာခက်ကြွကြွဆေးတန်းကြီးနဲ့ခဲလို့ခေါတုံခေါပြန်လမ်းလျှောက်နေတဗျာ။ဒီတော့ဂျိုကာဘင်းကပြုံးဆဆနဲ့ခတ်ထီထီလေးတန်းနဲ့ဟာမင်းပန်းကြံကလှလာကြည့်လားကွာဆိုတော့ကြက်ကောင်းစိတ်မခံတဲ့လေးတန်းမျိုးနဲ့ အောက်မှာရွာထဲမှာတိတက်ဆိုးတဲ့ပန်းခြံတွေတပုံကြီးဟင်နရီဝေါ်ကကကျုပ်တို့တွေပဲလှည့်ပြီးမျက်စာပြပြရင်ဘော့ကိုကလေးတယ်ပြန်ဘောဝင်မလားကွဟုတ်တယ်လေကြည်စမ်းဟော်ဒီကကျုပ်ရွှေတင်းကပန်းတွေဘလောက်လာတယ်လဲဟင်နရီဝေါ်ကတို့ကအစတော့သူပြောတာမယုံဘူးဒါပေမဲ့ဘော့မိန်းမကချက်တူရေးပစက်ပန်းတွေတွေကိုဆင်းလုပ်ပြီးတင်နေတာတွေ့ရတော့ဘော့ရဲ့အကြံကိုတဖြည်းဖြည်းရိပ်မိလာကြတယ်သူတို့ပန်းခြံတွေကိုဖျက်ဆီးပြလေတော့ဘော့ကအနုတော်မှလူကြောလုံးမဲ့အပေါက်ကို ဒါနဲ့ဟင်ရီဘောကကဘယ်ချမ်းမနဲ့ဒီပင်ချမ်းပိုင်ရှင်၃လရောက်ကိုပါတော့ခေါ်လာပြီးဘော့ပရတီရဲ့ချမ်းစီကိုတခြားတန်းစီရရင်သူတို့စိတ်ထဲဇဝေဇဝါနဲ့မကြည့်တင်ခဲ့မျက်နာတွေနဲ့ကြည်နေကြတယ်။ဒီတော့ဘော့ပရတီကမထုံထက်သေးမျက်နာနဲ့ငါဝင်ပြိုင်တော့မယ်ဆိုတာမင်းတို့မယုံဘူးလား။ဟော်ဒီရော်ထဲမှာဒီပန်းကြံတော့တန်တန်ပြပြဆနစ်ကြဆိုက်ပြထားတာဘယ်မှာရှိသလဲ။ဟေ့ဘင်းချမ်းမမင်းနောက်ဆုံးဘော့ဆိုက်ပြနေတွေငါအလိုမရှိဘူး။လေကြီးတို့ရိုးရိုးပဲကောင်းနေကွာ။ ဆံကိုဘလို့လှောက်အောင်ဆိုက်ရမယ်။ပြိုင်ပွဲမှာနိုင်အောင်ဘလို့လုပ်ရမယ်ဆိုတာငါကသိပြီးသားကွ။ဒီအခါမှာဆံကြုံးစိတ်ထဲမခန့်ချိမကန်တာတခုခုဖြစ်ပေါ်ပြီးဘော့ကိုတည်တည်ချာချာကြည့်ရင်မင်းဟာတကယ့်အယုဒ္ဓမာကောင်ပဲ။ဘော့ကမကြားသလိုသူ့ကိုဘာမှပြန်မပြောဘဲမလန်းမကန်မှမြေကြီးပေါ်ကျနေတဲ့မျက်တပင်ကိုလက်ညှိုးထိုးပြရင်သူ့မိမကိုခုံမျက်ပင်ကိုကောက်ပြက်လိုက်ဆမ်းပါကွာ။ကြည့်ရတာမျက်စိရှုံလုံးလို့ဟင်နရီဝေါ်ကာဟာတောင်ဘက်ခြံစည်ရုံနောက်မှာအစင်းလုပ်ပြီးတန်းစီစိုက်ထားတဲ့ ရွှေရည်ဆက်လက်နဲ့တစ္ဆာပန်းတွေကိုမြင်ဘူးတလူလူရှိတာနဲ့တေချောင်းအောင်အဲ့ဒီဘန္နာရွှေသွားပြီးငုံကြည့်တယ်။ဒီတော့ဘော့ကသူ့စီခြောက်သွားပြီ။ဘာလဲ။မင်းကငါတစ္ဆာပန်းမြင်ကြည့်ရေကိုသဘောကျနေလို့လားဟင်ရီ။ဟင်ရီမှာတစ္ဆာပန်းတွေကိုတည်တည်ကြကြမြင်ရတော့အရှိုက်ထုတ်ခံလိုက်ရတယ်လို့မိုက်ခနေဖြစ်သွားပြီ။မင်းဒီတစ္ဆာပန်းတွေဘယ်ကရတယ်လဲပေါ့။ငါဝယ်နေကြမျိုးစစ်ဆိုင်ကဘော့ကွ။အဲ့ဒီမျိုးစစ်ဆိုင်ကဘယ်မှာရှိလဲ။ငါပြောစမ်း။မင်းပြောရမလားကွ။ဒီလိုလှလှပပတစ္ဆာပန်မျိုးကောင်းမျိုးတန်းရဖို့ ငါဘလောက်ကြိုးစားရတယ်မှတ်တလေဒါကြောင့်မင်းတို့အံ့ဩတော့အပြင်မှာတောင်မဆိုင်ဘူးအိမ်ထဲမှာပြူပြီးအခုပြိုင်ပွဲဝင်ခါနီမှာအပြင်ကိုထုတ်တာကွဟွန်းငါချန်နေရတစ္ဆာပန်းတွေငါဆွဲနှုတ်ပြီးဝင်းပြင်မှာလွှတ်ပြလိုက်မိတယ်ကွာဟင်နရီကစစ်စစ်ဆာဆာတလုံးချင်းပြောလိုက်တယ်ဒီတော့ဘော့ကအင်မတန်အံ့ဩတော့ဟန်နဲ့အိုးမင်းချန်နေတစ္ဆာပန်းရှိမင်းတော့ငါမသိပါဘူးငါမြင်တာကမင်းချန်ကိုမြေးလိုက်မိတာမြေကြီးပုံတွေပဲတွေ့တယ် ဒီတော့ကျုပ်တို့ထင်ရတရားရောကပို့ကိုအမြင်ကတ်တာနဲ့ကဲသွားကြမယ်ဒီကောင်ကိုအဖက်လုပ်ပြီးပြောမနေကြစမ်းပါနဲ့ဘော့ကသူ့ကိုဘာမှမပြောသလိုပဲသူ့စေတံရုံးနဲ့ခေါင်းလိုက်ကြနေတဲ့တစ္ဆာပန်းကြီးတပွင့်ကိုထိုးပြရင်ဒီပန်းမျိုးကမျိုးစားကြီးဝယ်လင်တန်လို့ခေါ်တယ်ဟော့ဟိုဘကအဖြူမျိုးကတော့ဘော့ပရစ်စတီရဲ့စက်တီဆောင်လို့ငါဟာငါမှဲ့ထားတယ်နောက်ပြီးဟော့ဟိုကဝါထိန်နေအောင်လှတဲ့ရွှေတင်ကပန်းကင်းကြီးကတော့ Thank you အိမ်မက်လို့ခေါ်တယ်ကွဒီတော့ ဘီလ်ချမ်းမာကထွေခနဲသရေတစ်ချက်ထွေလိုက်ပြီးလာကွာဟင်နရီတို့ကြားရမြင်ရတဲ့အနေထိုင်အောင်နေကိုပန်းကော်ပြီးမှဘီယာနဲ့ဆေးပစ်ကြရအောင်ဂျာတောင်ပေါ်ဒရစ်တီကလင်းမပြတ်သေးပဲသွားကြကွာသွားကြမင်းတို့ရင်ဘက်မှာထိုးပန်းလေးတစ်ပွင့်စီမပေးလိုက်နိုင်တာကိုတော့ဝမ်းနေပါလေကွာကြံပွဲကလည်းနင်းနေတော့ပန်းတွေကိုအလားအသာမဖြုံးနိုင်သေးဘူးလေကိုချန်နေရပန်းအလားတွေကိုတစိမ့်စိမ့်ထိုင်ကြည့်ရတဲ့ PT သုံးမိနစ်တောင်မင်းတို့သိကြရင်မင်းတို့နဲ့အတူအရက်ဆိုင်မလိုက်နိုင်တာကို ခွန့်လွန်နိုင်ကြတန်ကောင်းပါရဲ့လို့ဆိုပြီးသူမယားကိုဟေးမျိုးသားကြီးဝလင်ဟန်တန်ကိုရေတမုတ်လောက်ထပ်လောင်းပေးလိုက်ပါအောင်ဟိုအတန်ကြဲကြဲနဲ့ဩစာပေးရင်သူကတော့နှဖူးမှမရှိတဲ့ချွေးစားတွေကိုလက်နဲ့တုပ်ပြီးပန်းချံအလယ်မှာချထားတဲ့ကလတ်ထိုင်ပေါ်အကြနာသွားထိုင်တာကိုကြုံမြင်ခဲ့ရတယ်။ကျုပ်တို့တွေဘီလ်အိန်ရှေ့ကနေပြီးပန်းကော်ပီဆိုင်အသွားမှာတစုံတရာကိုတည်တည်ချာချာစဉ်းစားရင်ကသူကပင်ပတ်လှည့်ပြီးမင်းဂျော့ချ်အင်္ဂလိပ်နဲ့တွေ့တယ်လားကျိုးတွေ့တာပဲ။အင်း တို့ရီဂျော့ချ်နဲ့အားလုံးတွေ့ပြီးကြပြီနေတူတယ်။တယောက်မျက်နှာတယောက်ကြီးကဘာပြောရမှန်းမသိဖြစ်ကုန်ကြတယ်။ဂျော့စီမှာစန်းသစ္စာကလည်းကျဉ်းစုံထားရတယ်မဟုတ်လား။ဒါပေမဲ့ပယ်ချမကမနေနိုင်တော့လို့ဂရေသစ္စာလည်းမပြအောင်လှည့်ပတ်မိတယ်။ဒီမှာကျိုးမင်းကိုနိုင်ငံခြားကစားတဲ့ဆောင်နဲ့အိမ်အိမ်ရဲ့ဘန်းကြံတစ်ခုရယ်မယ်ရွှေတုံးမြုပ်ထားတဲ့အကြောင်းများပြောရလို့ရှိသလား။ဂျူးကလည်းစကားကိုသတိထားပြီးပြန်ဖြေတယ်။အေးကွာကြားမိတယ်လို့ပဲအဲ့ဒီအိမ်ကပန်းကိုပြီးဆိုင်ကနေ ရွာဘက်လာတော့ဒုတိယမြောက်အိမ်နဲ့ဒီတော့ဟင်ရီကလေကလာဒုတိယမြောက်အိမ်ဟောရမှာလေကို့အိမ်ရောက်ပါကွာဆိုတော့ဆမ်ကျုံးကသူ့နှကောင်းသူရင်မောင်းတယ်လို့လို့ရင်မင်းတို့ပြောတာတခုမှမဟုတ်ဘူးဆန်းဆန်းနာကဒုတိယအိမ်နဲ့ကွာစင်စတော့သူတို့ကြားတဲ့အိမ်ကြီးတွေဟာသူတို့ဥယျာဉ်တွေပဲဖြစ်နေတယ်ဒီတော့မှသူတို့အားလုံးဟာပေါ်ပရစ်တီရဲ့ဂျုံသွင်းတာခံလိုက်ရပြီဆိုတာလုံးလုံးလည်းရသိကြတော့တယ်ဒီတော့စကားမပြောနိုင်အောင်လဲခြေပြက်လက်ပြက်ဖြစ်ကြတာပေါ့သူတို့စုမြာတာထက် အချင်းကုံလူပန်းယုံက သူတကာတွေတောက်ယူတောက်ပေါ်ကြီးတွေလို့အကဲ့ရဲ့ခံရမှာတွေးပြီးရှက်နေကြတယ်လေဒီထက်မှာဟင်နရီဝော့ကရုပ်ပြတ်စင်ပြတ်အဖြစ်ဆုံးပဲသူဟာပါဇက်ကပေါ်စီပေါ်စီနဲ့ဘလို့ဆေးရမလဲလေ့ကျင့်နေတယ်အဲ့ဒီအချိန်မှာပဲသူတို့စီကိုတန်တန်မမတ်ဘယ်သူလာလဲဆိုတော့ just english ကိုရိုင်းမယ်သူကခက်တီတီပဲသူတို့စပွဲစီရှောက်လာပြီးနှုတ်ဆက်တယ်ဒါပေမဲ့သူ့ကိုဘယ်သူကမှပြန်မနှုတ်ဆက်တဲ့ပြင်အားလုံးကဝိုင်းပြီးမိထွက်မတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတယ် ဟင်နရီဝေါ့ကာဆိုနှာခေါင်းကြီးတောင်ရှုံးပြလိုက်သေးတယ်။ဂျီရော့ချော့ချ်ကအန်ဟောဟန်နေမိတယ်။ဘာဖြစ်နေတာလဲကွ။ဘာဖြစ်ရမလဲကွ။ငါတို့ပန်းချန်နေပေါ့။အော်ဒါလားငါကြားသားပဲလို့ချော့ချ်ကခအေးအေးပြန်ပြောရင်းသူတို့လူတိုင်းကိုတနာစရာတရားတွေလို့ကြည့်ပြီးစိတ်ပြက်ပုံနဲ့ခေါင်းတစ်ဖြည်းဖြည်းရဲ။စားပါတယ်ကွ။ငါနာတော့မယုံတယ်လို့ဖြစ်မိတယ်။ဒါကြောင့်တိတ်ချအောင်သွားကြည့်ရသေးတယ်။ဒါပေမဲ့တခုတော့ပြောထားလိုက်ပါရဲ့နော်။ကိုနဲ့မဆိုင်တဲ့ပစ္စည်းများတွေ့ရင် လူကြီးလူကောင်းပြပြကွယ်ဝတ်မထားပဲတက်ဆိုင်ရအောင်အကြပြောတာပြောရတယ်တမီတဲ့နေတရေတဲ့တောက်ချင်းဒီလိုလုံးမယ်လို့တော့ငါမထင်ပါဘူးပီတာစမစ်ကဒေါသထွန်းလုံးတို့တခုခုပြောတော့မယ်လို့ပဇက်ကရုတ်တရက်ဟားလိုက်တာသူနှကန်းဝါမှာတိတ်ထားတဲ့ပီယာတွေဒလဟောသူ့ပဇက်ထဲဝင်သွားလို့တကယ်တည်းဒရေးတိလိုက်တာများနဘေးမှာသူ့ကြောထုပေးတဲ့စံပြုံးတာမရှိရင်တင်များတင်မလားပဲ George English ကတော့စကားပြောတာမပြတ်ဘူးမင်းတို့ငါစကားကိုမြင်မြတ်မှတ်ထားကြကွာ ကိုပြည့်စီမဟုတ်တာကိုသုံးဆွဲမိတဲ့လူဟာကိုချမ်းသာခြင်းချမ်းသာမယ်စိတ်တော်ကတော့မှချမ်းသာဘူးကငါပါကိုရည်ရွယ်ပြီးပြောနေတာလဲဆိုတာမင်းတို့သဘောပေါက်ပါတယ်နော်ကဲကဲငါလည်းဒီပြည့်နေရမှာဘီယာသွားဆော်အောင်မယ်ဒီထဲမှာနေရတာအသက်ရှူမောပါဘူးနန်လဲနန်နဲ့ဆိုပြီးဘသူမှဘာမှမပြောနိုင်ရင်ထွက်သွားရတယ်အဲ့ဒီအခိုင်မှာအခွင့်ကောင်းကိုအမြဲချောင်းနေတဲ့ဆမ်ဂျုံကဂျိုကာဘင်ရဲ့ဘီယာခွက်ကိုသူ့ခွက်နဲ့မှားတရားပြုပြီးမော့ချလိုက်တယ် နောက်ဆုံးတော့ Henry Walker ကစပွဲကိုလက်သီးနဲ့ဝုန်းခနဲထုတ်လိုက်ပြီး Jerry ကိုတင်းအုပ်စရာကတော့ကိုလုံးစီပက်စီပြုတ်ပြမယ်ကွာဒင်းတို့လည်းစုရတော့မှာမဟုတ်ဘူးဒီတော့ Joe က Henry ကိုဆေးဆိုးမှန်ဆိုနဲ့လမ်းကြည့်ပြီးအေးဒီလိုပြောလိုက်တော့ George English ကိုထားခဲ့တဲ့ဂရီဖြစ်ရကြမှာပေါ့နောက်ပြီးသူတစ်ပါးပစ္စည်းကိုမပစ်မရမတက်မရဆိုတဲ့ပညတ်တော်ကိုမလိုက်နိုင်ဘူးဆိုတာကို့အထွက်ကိုဖြစ်ပြတယ်လို့ဖြစ်နေတော့မှာပေါ့မင်းဒါတွေမစဉ်းစားမိဘူးလားအေးလေ ဒီတရားတော်တွေကိုတနည်းကနေနေတိုင်းဖះเจ้าမှာဟောပြောတင်ပြနေတဲ့ဥစ္စာမိမအတိတရားမရှိဘူးလားဟင်နရီလို့ဆမ်ကဆိုပြန်တယ်။ဘယ်လချမကလည်းနောက်ပြီးခြားခြားသမျှလူတွေလည်းရဲစရာဖြစ်အောင်မယ်။ငါတော့ငါမိုက်ပြင်ငါခမ်းမယ်။သူများမင်းနောက်နေ့မှာတိတက်ကောင်အောင်မြေလမ်းမီးမြေစာကျွေးရပြုံးမယ်။နုပီးမနစ်ကလည်းငါယူထားတော့နှစ်တိုင်းစုမျိုးပဲသူများလည်းရစီလို့တဲ့စေတနာနဲ့လို့ပြောမယ်ကွ။အမေပဲကန်ဆိုးနေကြပီတာစမစ်က ဘူရဲ့စကားကြတော့ရောင်ရမ်းပြီးဘီယာတွေတအားမြှောက်ချလိုက်ပြီလို့သိပြန်တယ်။နောက်တနေ့မှာတင်းအောင်ဆရာလေးမြန်မာရောက်လာကြတယ်။အဖြစ်အပျက်ကိုကြတော့တင်းအောင်ဆရာကတော့ကလေးခင်ဗျာကျွက်ကလေးတစ်ကောင်လို့စီခနဲ့ကျွက်ခနဲ့អော်ပြီးရင်ထုမနာဖြစ်ရှာတယ်။အလုံးကတတန်နဲ့ပြောကြတာကတော့သူတို့ဘာကောင်းစားဖို့သူတို့ဟာသူတို့ဖြတ်ပြီးအနစ်နာခံနေပေါ့။ဒီထဲမှာသူများတကာထက်အမြင့်တောင်တထွားပိုးရှိလေးရှိတဲ့ဟင်နရီဝေါ်ကာကတော့လွန်ခဲ့တဲ့၃ဘလောက်က ကိုအိမ်နီးချင်းကိုကိုနဲ့အမျှချက်ပါဆိုတဲ့သင်အုပ်စရာဟောပြောချက်ကိုသဘောကျလွန်လို့တရားတော်အတိုင်းသူကျင့်သုံးတဲ့အကြောင်းပြောတယ်။နောက်တနေ့ကျတော့ Henry Walker စီကိုအဖုံးနေနေဓမ္မသချင်းဆောင်အစ်စ်ကလေးတအုံရောက်လာတယ်။ခင်မင်းသောမိတ်ဆွေတအူထံမှလုံလက်မှတ်ထိုးထားတယ်။အဲ့ဒါတွေကြောင့်ဒီနေ့အတွက်ဥယျာဉ်အလှပြိုင်ပွဲမကျင်းပါတော့ဘူးလို့ပဲနောက်နေ့ကျမှစုနှစုပေးမယ်လို့သင်အုပ်စရာကတော့ကပြောတော့ Bob Presti ကိုအားကြပြီးအေးပေါ်ချန်ထားဆိုင်တဲ့လူနှစ်ဦးသုံးဦးကကန့်ကွက်တယ်။ ပင်မခံထားရတဲ့သူတို့လင်မယားတွေအတွက်တညာပါအောင်။ဟိုအရင်လူတွေမြားနိုင်တော့တာနဲ့ဒီပြိုင်ပွဲမလုပ်တော့ဘူးဆိုရင် မတရားဘူးဘာဘူးညာဘူးပေါ့။အဲဒီလိုပြောကြတဲ့လူတွေရဲ့ဥယျာဉ်တွေဟာအကောင်းစားတဲ့ကတော့မဟုတ်ပါဘူး။ဒါပေမဲ့ဘော့ပရစ်စတီရဲ့အိမ်ကြီးချင်းရက်တော်မစင်ရဲ့ပန်းချန်ကတော့ဘော့ချန်ထထောင်တာတရားရှိပါရဲ့။ဒါပေမဲ့ပြန်ပွဲလုပ်ဖို့တည်းရဲ့အလိုမှာရယ်ယဝဟာသူ့လောက်အိမ်ထဲကလွတ်ထွက်သွားပြီးပန်းချန်တစ်ခုလုံးကိုထိုးကောက်ကိုစားပြတာဘာမှမရစရာမရှိတော့ဘူး။ ရကတော့သူ့ဘက်ကိုဝက်ချန်နဲ့ပိတ်လောင်ထားတာဘလို့ထွက်သွားတယ်လဲတော်တော်အံ့ဩနေတယ်။ဝက်ကွန်နိုက်ကလူတရက်လောက်ရှိရဲ့ဝင်းထင်းကိုကြောတက်သွားမှဖြစ်မှာပဲလို့ခေါင်းတစ်ခုကိုနဲ့စဉ်းစားနေတယ်။သူ့ဘက်ကသာစကားပြတ်မယ်ဆိုရင်တရက်ခံပေါ်မှာပဲလို့ဆိုတော့ဘော့ပရစ်တီကမင်းဝက်သာစကားပြောတဲ့ရင်သူ့ကိုအစာဝအောင်မကြည့်လို့ခုလိုပန်းမြင်နေခူးစားရတာပြောပြီးမင်းကိုခွေးလောင်တော့လောက်မှအတုံးကြဘူးလို့ဆင်းမှာပေါ့တဲ့။အဲ့တလို့ ਨੇ ပြိုင်ပွဲနေကြတော့လူတွေလာလိုက်ကြတာ။ယွာနီချက်စကရော မြို့ပေါ်ကရောအုံအုံကြကြနေတာပဲအကဲဖြက်လူကြီးများကတချမ်းမီတချမ်းရှောက်ကြည့်ကြတော့ဟိုချမ်းကြီးလည်းမြေကြီးမမဒီချမ်းကြီးလည်းတွင်ကြီးတွေဟောင်းလောင်နေမှုကြတော့အကဲခက်လူကြီးတယောက်ကသူတို့လာကြတာပန်းအလှပြိုင်ပွဲလားဒါမှမဟုတ်ငလင်လောက်လို့မြေပြုံနေတာတွေအပြက်အစီအစင်းပြဖို့လားလို့မေးတဲ့အဲ့ဒီနေ့ညနေဖျားရှိကိုကြောင့်ခမ်းမကြီးမှာစုအမြင့်ကြီးညမယ်လို့တော့လူတိုင်းဟာရင်တမမနဲ့ပေါ့မကြခင်မှာပဲတင်းအုပ်ဆရာကတော့ဟာလက်ထဲမှာဆာရွက်တရွက်ကမ်းပြီးစင်းမြင့်ပေါ်တက်လာတယ် ခမ်းမတွေကလက်ကုတ်တန်တွေထပ်ပေါ်လာတယ်။တင်းအောင်ဆရာကတော့ကသူ့လက်ကလေးမြောက်ပြီးတိတ်ဆိတ်နေကြဖို့ပြောတယ်။ကလေးငုံနေတဲ့သားတဲ့အမေတွေက ခမ်းမတွေကထွက်ပြီးအပြင်မှာသွားပြီးသားချော်နေကြတယ်။ဒီတော့မှတင်းအောင်ဆရာကတော့ကအိတ်ထဲကမျက်မှန်ထုတ်တက်ပြီးပထမဆုံးအဖြစ်ရွှေတင်းကတုံပြနဲ့တတုလက်ဖက်ရေကရဟာဒီနေ့အလားဆုံးပန်းဥယင်ပိုင်ရှင်ပေါ်ပရစ်တီရသွားကြောင်းကြေညာတယ်။ပေါ်ကရင်ကိုကော့ခေါင်းကိုမော့ပြီးဆုယူဖို့စင်မြင့်ကိုအတော်မှသူ့ကြော်ပြင်ကိုကြီးကျူးတဲ့အနေနဲ့ ဟိုလိုဒီလိုကဝိုင်းပုတ်ကြတယ်။အဲ့ဒီအထဲကဘီလ်ချမ်းမရဲ့လက်ကအတော်ပြင်းသွားလို့ဘော့ပရစ်တီကရက်ပြီးရန်တွေ့သေးတယ်လေ။အင်းဆင်းမမော်ရလို့ဆွေးပြီးတော့သူကမိန်ကုံချွေလိုက်သေးတယ်ဗျာ။သူ့အဆိုမင်းကဒီစုဟာသူ့ကြိုးစားမှုအတွက်ထိုက်ထိုက်တန်တန်ရတဲ့စုဖြစ်ကြောင်း။ဒါကြောင့်သူ့အင်မတန်ကုံယူကြောင်းသူ့အပင်မခံရတာတွေကိုသာအများတကာမြင်ရရင်သူ့ကိုမကြည်ကျူးပဲနေနိုင်ကြမည်မဟုတ်ကြောင်း။ဒါကြောင့်နောက်နှစ်တွင်မှဆွေးရလို့သူများ သူ့ကိုစံနမူနာထားတဲ့ကြောင်း တချို့ကတော့ပန်းကြံဆိုတာတူးနိုင်မှာကောင်းတယ်လို့ထင်နေကြတာအလုံးမယွင်းကြောင်းသူဟာဆိုရင်ပန်းကြံကိုသုံးနှစ်တခါမြေတူးမြေဆွာလောက်ကြောင်းစသဖြင့်ဟိုခလုတ်တိုက်ဒီခလုတ်တိုက်နဲ့လေကျော်ရှည်ကြည့်ပြီးမှနောက်ဆုံးမှနှီကုံချုပ်ဖြစ်သူခုရတဲ့စုကိုဂုံပြူတဲ့အနေနဲ့ပန်းကော်ပြီးမှသူ့ရောင်ရင်မိတ်ဆွေတွေကိုလက်ဖက်ရည်ပွဲလုပ်မယ်လို့ပြောသွားတော့လူတော်တော်များများဟာသူ့နောက်လိုက်ဖို့ထားကြတယ်သူတို့မကြမီတတုပ်ပြီးတတုပ်ပြန်လာကြတယ်သူတို့ကပြောတော့ဘော့ပရစ်တီဟာအပေါင်းအသင်းအင်မတန်ရွေးတယ်လို့ တောင်ယုံတောင်ယုံနဲ့သူ့ရောင်ရင်ဖြစ်လက်မခံဘူးတဲ့။ဒါကျုပ်တို့ကလေးပြူတွေရွာရဲ့နောက်ဆုံးပန်းအလှပြိုင်ပွဲပါ။အဲ့ဒါလို့ဖိုးတက်ရှင်ကစကားအဆုံးတက်လိုက်တော့ခရီးတွေကနောက်ထပ်ပြရတစ်ခွာမှာပေးလိုက်ပြီ။နို့နောက်နေတွေဘာဖြစ်လို့မလုံတော့တာလဲအဘရဲ့။မလုံတော့တဲ့အကြောင်းကဒီလိုလေ။တင်းအောင်ဆရာလေးမြားနဲ့အကဲဖြက်လူကြီးတွေဟာကိစ္စဝိစာပြီးလို့ဖျားရှိကိုကြောင်းကနေအိမ်ပြန်ကြတော့လမ်းမှာဘော့ပရစ်တီရဲ့တီးပါတီကပြန်လာတဲ့လူတိုင်းနဲ့ဆုံကြတယ်။သူတို့နာကဖြတ်တော့အရင်နဲ့တထောင်ထောင်နဲ့ နောက်လမ်းဘေးတနေရာရောက်တော့စုအပြည့်ချင်းမြင်လိုက်တဲ့တတူလက်ဖက်ရည်ကဟာတုံးလုံးလဲနေတာတွေ့ရတယ်။အဲ့ဒါနဲ့တင်အုပ်ဆရာကတော်လေးကကောက်ပြီးယူဖွင့်လိုက်။အရက်စော်ဟောင်းကနေထွက်လာတယ်။တည်ရင်တင်အုပ်ဆရာတော်လေးစိတ်ပြက်ပြီးပန်းအလားပြန်ခွေကိုမလုပ်တော့ဘဲတင်အုပ်ဆရာကအရက်သေးစားတောက်ချင်းရဲ့အပြက်ကိုတနေ့ကနေနေ့တိုင်းဖျားเจ้าမှာဟောတော့တာပဲ။တေအာနာပရိသတ်ကတော့အရက်နဲ့လာလာမှမပတ်သက်တဲ့မိန်းမနဲ့ကလေးတွေပဲပေါ့လေ။ဒါနဲ့မေးစမ်းမြစေအောင်ဘာရဲ့ ဒီကိစ္စကိုစတင်ဖန်တီးတဲ့ Josh English ကကြတော့သူရှာတဲ့ရွှေတင်ရမသွားဘူးပေါ့ Josh မရပါပဲသူ့ရောက်ဖာ Bob Christie ကတော့ရွှေတင်ကတော့ပြန်ရသွားတာပဲကွရှိခိုးပပြသွားတဲ့ဝိထုတို့လေးကိုနားဆင်သမျှနဲ့တက်သဘောကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်လာမယ့်ဝိထုအသစ်ကလေးတွေကိုလည်းဆက်လက်ပြီးနားဆင်ဖို့အတွက်တောင်းဆိုပါရစေ။အားလုံးပဲဘေးပြတွေဝေကွာပြီးတရားလာပါတဲ့နေ့ရက်ကလေးတွေပိုင်ဆိုင်နေကြပါစေရှင်။ကျွန်မကတော့စာဖတ်သူဝိုင်းပါ။